အားလုံးမင်္ဂလာပါ ရှေ့ပြယောဂလက္ခဏာတွေကိုမပြဘဲအမျိုးသမီးတွေအသက်အတရေကျွေရတဲ့ကိစ္စတွေထဲမှာတေကောကိစ္စလဲတစ်ခုပါဝေဖြစ်ပါတယ်တေကောကိစ္စတွေကဘလို့လူတွေကို ဖြစ်လေရှိတယ်လေရှေ့ပြလက္ခဏာတွေကဘာတွေလဲဘလို့ကျူတေကကွယ်နေမလဲဆိုတဲ့အကြောင်း KZ ရဲ့ဇာမရည်အစီအစဉ်မှာခွဲစစ်အထူးကုဆရာကိုဒေါက်တာဟန်ဆန်ဆိုင်ကရှင်းပြသွားမှာဖြစ်ပါတယ် ဟယ်လိုဆရာပထမအနေနဲ့တေကောကင်ဆာအကြောင်းတို့ချို့ပြောပြပေးပါလားတေကောကင်ဆာကတော့အမျိုးသမီးတွေမှာအဖြစ်အများဆုံးကင်ဆာဖြစ်ပြီးတော့အာထိခိုက်သေးခြင်းမှုအများဆုံးဖြစ်နိုင်တဲ့ကင်ဆာလဲဖြစ်ပါတယ်သူကတော့အမျိုးသမီးအသက်30အထက်မှာအဖြစ်များသောရောဂါဖြစ်တယ်တေအင်ကောင်းလို့ဆိုရင်တော့ တဲ့အိမ်ရဲ့အောက်ဆုံးအပိုင်းမိမကိုနဲ့တွယ်ဆက်နေသောအပိုင်းမှာ ဖြစ်တဲ့ယောဂါကိုဆိုလိုပါတယ်။ဘာကြောင့်ဖြစ်တာလဲဆိုတော့ HPV လို့ခေါ်တဲ့ virus တစ်မျိုးကြောင့်ဖြစ်ပါတယ်။အဲ့ဒီ virus ကလိင်ဆက်ဆံခြင်းကနေကူးစက်တဲ့ virus ဖြစ်ပါတယ်။ဒုတိယမေကိုအနေနဲ့တေကောင်းကင်ဆာကဘလို့လူတွေဖြစ်နေချေရှိပါသလဲ။တေကောင်းကင်ဆာဖြစ်များတဲ့သူတွေကတော့ လိန်ဆက်ဆံပေါ်များသောသူသို့မဟုတ်မိမိရဲ့အိမ်တော်ဘက်ကလိန်ဆက်ဆံပေါ်များတဲ့သူဆိုရင်ဖြစ်နိုင်တယ်။သားသမီး၃ယောက်နဲ့အထက်မွေးတဲ့သူမှာပို့ပြီးတော့ဖြစ်နိုင်တယ်။ဆေးလိပ်တောက်သောအမျိုးသမီးမှာဖြစ်နိုင်တယ်။နောက်ပြီးတော့ဒီတတိတတိသားဆေးကိုတောက်သောသူတွေမှာအဖြစ်များတယ်ဆိုတာကိုတွေ့ရပါတယ်။ပြီးရင်အဝလွန်သောအမျိုးသမီးတွေမှာဖြစ်များတယ်ဆိုတာကိုတွေ့ရပါတယ်။တတရမေကိုအနေနဲ့တေကောက်ကိစ္စနဲ့ပတ်သက်ပြီးဗအသိပညာတွေပေးချေတယ်လေ။ ဆောဆောပိုင်းမှာတော့ယာဒီသွေးဆင်းတာမမှန်တာမျိုးဖြစ်တတ်ပါတယ်ဒီယာဒီသွေးဆင်းသော အချိန်ကြားထဲမှာပုံမှန်သောသွေးဆင်းခြင်းယာဒီသွေးဆုံးပြီးနောက်ပိုင်းမှာ ွေးစင်းခြင်းအမျိုးသားနဲ့နေပြီးနောက်ပိုင်းမှာသွေးစင်းခြင်းအမျိုးသားနဲ့နေပြီးနောက်ပိုင်းမှာမိမကိုနာကျင်ခြင်းဖြစ်မယ်ဆိုရင်တော့ဒါကအစောပိုင်းမှာဖြစ်တတ်တယ်။နောက်ပိုင်းမှာတော့ဒီဘေးမှာရှိတဲ့စီးအိမ်တွေကိုပြန့်နှံ့သွားတဲ့အတွက်ကြောင့်မလို့စီးခလန်းနာသွားမယ်စီးသွားတာနာကျင်မယ်စီးခုံနာကျင်မယ်ခါးတွေနာကျင်လာမယ်။နောက်ဆုံးအဆင့်မှာတော့အစာတောက်ပြတ်ခြင်းဝိတ်ကျခြင်းလက္ခဏာတွေရှိပါတယ်။နောက်ဆုံးအနေနဲ့တိတ်ကောင်းကိစ္စမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။ ယောဂမှာဖြစ်အောင်ကာကွယ်နိုင်တာနှစ်နည်းရှိတယ်ပေါ့ပထမတနည်းကတော့ကာကွယ်ဆေးထိုးခြင်းအာကာကွယ်ဆေးကတော့အမျိုးသားနဲ့မဆက်ဆံခင်အချိန်မှာကြိုတင် ထိုးတာအကောင်းဆုံးဖြစ်ပါတယ်အကယ်၍ဒီကာကွယ်ဆေးထိုးတာကိုမလုပ်နိုင်ဘူးဆိုရင်တော့အဲအိမ်တော်ဆော့ဆော့ပြုတ်တဲ့အမျိုးသမီးတွေကတာသမီးမယူသေးဘဲနဲ့အဲထိမ့်သိမ်းထားမယ်အကာအကွယ်သုံးမယ်ဆိုရင်တော့ဒီ HPV virus နဲ့ထိတွေ့မှုနည်းတဲ့အတွက်ကြောင့်မလို့ကာကွယ်နိုင်မယ်ဆိုတာကိုကျွန်တော်ကဒီကနေပြောအကြံပြုချင်ပါတယ်